ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီတစ်ခါတော့ရေတက်ဆိုင်ရာအရေးပေါ်တက်သားများအတွက် British နိုင်ငံက Gravity Industry က Jet Engine ကိုထုတ်လုပ်ထားတယ်ပေါ့နော်ဒီစီလနဲ့ကရိယာကနောင်အလာမဲ့အနာကပ်မှာဆိုရင်တော့တော်တော်လေးတော့လူတွေတက်သားတော်များကတုံးမှာတော့တည်ချတယ်အဓိကကတော့ရေတက်ပိုင်းဆိုင်ရာမှာသူတို့ကတုံးတာဖြစ်တယ် တင်ဘောပေါ်ကနဲ့ကမ်းပေါ်ကိုမြဲမြဲလေးရောက်နိုင်အောင်ပေါ့နော်ဒါမှမဟုတ်ရင်ကမ်းပေါ်ကနဲ့တင်ဘောပေါ်ကိုမြဲမြဲလေးရောက်နိုင်အောင်အယူချင်းရှိနေတဲ့တဦးတယောက်ထဲကပြန်တန်းနိုင်တဲ့အယူချင်းရှိနေတဲ့ jet engine ပေါ့အဲ့ဒါကိုကျွန်တော်တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီကိစ္စကတော့လွန်ခဲ့တဲ့တနှစ်ဒုံးက British ကမေးစခဲ့ပြီးသားဖြစ်နေတယ်ဘူဒုတအနေနဲ့အခုကြမှာပဲကျွန်တော်က sharing ပြလို့တာပါကြည့်ကြည့်အောင်အာ Wow. Oops. အဲဆက်ဆက်နေပုံစံကဒီလိုပါပဲအတန်တော့ကြေနေတယ်ပေါ့နော်ဒါမဲ့ဒီကိစ္စကြီးကတော့ရေတက်ပုံမှာပဲသူတို့ကများတော့ပြတော့အတုံးအတုံးပြများမှာဆိုတော့အတန်ကြေရင်လည်းတော့ထိတော့ပြဿနာတော့မရှိတော့ဘူးထင်တယ်ထင်ပါတယ်ပေါ့နော်ကျွန်တော်ထင်တာကတော့ဒီဆက်ကြီးကတော့ rescue and search team မှာတော့တော်တော်လေးတော့ကောင်းမထင်တယ်ပေါ့နော် ဟာဝေါဝါအတန်တော့နည်းနည်းကြေတယ်နော်ဒါ T22 engine engine ready ဖြစ်နေတယ် right oh wow မိုက်တယ်မိုက်တယ်ဟိုတော့အဲဆိုဒီဥစားကမပြင်ပေါ်မှာလည်းအသုံးပြုလို့ရတယ်ဆိုတဲ့သဘောပါအဲဒါမဲ့အဓိကသူတို့ရဲ့ယူချက်ကတော့ရစ်တက်မှာအရေးပေါ်တောင်းဝန်ထားဆောင်နေတဲ့အချိန်မှာပဲတုံဖို့ရတဲ့သူတို့ကမိတ်ဆက်ထားတော့ဖြစ်တယ်ဒါမဲ့မပြင်ပေါ်မှာလည်းတုံလို့ရတယ်ဆိုတဲ့သဘောပါ อืมอ่าว้าวဆက်တော့တော်တော်လေးတော့ကြီးတယ်ဗောနော်နေနေတော့ခက်မယ်ထင်တယ်ဒီဥစားကြီးနဲ့အဲအဲသူတို့ရဲ့ရေချက်ကအဲ့ဒီရေတက်ပုံမှာဗောနော်တင်ပိုးပုံကနဲ့

ဲဆူချပါဆိုအဲ့ဒီတင်ပေါ်မှာပါရန်သူတွေရှိတယ်ဆူချပါဆိုဒါအမေရိကန်နဲ့ပူပေါင်းပြီးမှအထုတ်လုပ်ထားတဲ့ ဟိုဥစ္စာဖြစ်တယ်ပေါ့နော် jet jet engine ဖြစ်တယ် target ကစကင်း hello hello မိုင်းနော်ဒါမဲ့ engine ကကြီးလို့နေတင်တယ်ဒီထက်မကတင်းအောင်လို့လည်းဆိုတော့ပူစင်ပြီမယ်။အိုး

မေပင်ပေါ်မှာလည်းလူပဲမေပင်ပေါ်လည်းတုံးချဖို့ပေါ့နော်ဟိုကားပေါ်မှာကြာအိုးဟိုကားပေါ်မှာစီးနေတယ်ဝေါးအာ အမ်မစ်ရှင်ပြီးတော့ဘယ်စနော်ဒီစားနဲ့ပြန်ယုံလေးပဲပေါ့ဝေါဒါမဲ့မေခွန်းကတော့တကိလက်တွေ့မှာမေပြပုံမှာဘလောက်ထိ practical ရှိရဲဆိုတာကမေခွန်းပဲပေါ့နော် အာနော်လွေလွေကူကူလေးနဲ့ပြန်တန်းနိုင်အောင်သူတို့ကောက်လုပ်ထားတာဝါး တော်တော်လေးမြန်လေးမြန်တယ်ကွာကြည့်ပါဦး Wow crazy invention guys တာနော်တော်တော်လေးကြည်တယ်ဗောနော်အဲအဲ့လို့ ဒါပေမဲ့အဲ့ဒီကိစ္စကြီးကအရေးပေါ်အတွက်ပဲတုံးမှာဆိုတော့အတန်ဘလောက်ပဲကြေကြေပေါ့နော်သူတို့ကခက်တခဏစီးမယ်တက်မယ်ပြန်မယ်ပြန်စီးမယ်တက်မယ်ပြန်မယ်ဆိုတော့အရေးပေါ်အတွက်ပဲတုံးမှာဆိုတော့အတန်ကြေတော့မှကိစ္စမရှိတော့ဘူးတူပါလား။ Oh ဒါတကယ်တကယ်ရေပေါ်မှာနော်။ဘာဖြစ်လို့ဆိုအဓိကဒီဥစ္စာကရေတက်တဲ့အတွက်သူတို့ကထုတ်လုပ်ထားတာကိုအဲဒီမှာတကယ်ရေပေါ်မှာတက်နေပြီချနေပြီ။ဝါး Damn. This look insane, guys. Wow. တော်တော်လေးတော့မြန်တယ်ဗျာ။အဲမကြီးအစင်းတက်ကလည်းတော်တော်လေးလွယ်တယ်နော်။အဲ့လိုအထင်ခက်တာမဟုတ်ဘူး။ professional လုပ်နေကြဆိုတော့အဲအမ Wow. ဒါကတကယ် practical ညချချတို့လောက်ထားတာပေါ့နော်။နှစ်ယောက်က jet engine နဲ့ပြန်ပြီးမှတင်ပေါ်ပေါ်မှာခြေချတယ်။ချပြီးမှသူတို့ကအဲ့ဒီတရားကြီးကိုပြန်ချပေးတယ်။ဆိုတော့အောက်ကနေလာတဲ့လူတွေကလည်းပြန်တက်နိုင်တယ်ပေါ့နော်။ exercise 2တဲ့။ဒါက exercise 2။ Uhu. Wow, guys. ကျွန်တော်ရဲ့အနာဂတ်စီးရေးကြီးကတော့နော်လုံးဝကက်မီတဲ့ technology တွေပဲတုံးတော့မှာဆိုတော့ကြောက်ဖို့တော့ကောင်းလာပါတယ်တနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်မယ်ဆိုတော့တော်တော်လေးတော့ကြောက်ဖို့ကောင်းလာတယ်သူတို့တုံးတဲ့လက်နက်ကိရိယာတွေကလည်းနေတာမဟုတ်ဘူးကွာအရန် expense ဖြစ်နေတဲ့ technology တွေကြီးတွေကွာဟူးအမအဲအဲအမကျူချတော့မယ် Ờ. Ờ, ông bỏ là đấy. Wow. Mày rồi, mày rồi. damn all right all right that's it beautiful people daga uk yeah gravity industry ka tolo tare jet engine ဖြစ်နေတယ်အခုကတော့နောက်ပိုင်းမှာ US နဲ့ပူးပေါင်းပြီးမှထုတ်လုပ်ထားတဲ့ jet engine ဖြစ်လာတယ်ဘလို့ဒီကိစ္စကလွန်ခဲ့တဲ့တစ်နှစ်နှစ်နှစ်လောက်ကပဲ UK ကမေးစပေးခဲ့တာပေါ့ အခုလောက်ဆိုတော့ဒီထက်မကဘူကောင်းအောင်သူတို့ကမော်ဒယ်အသစ်တွေနဲ့ထုတ်လုပ်နိုင်ချေတော့ရှိတယ်ဆိုတော့အနာကစီရေးကြီးကပရိသတ်တို့စဉ်းစားပြတော့ပေါ့နော် thank you so much for watching beautiful people i love you guys ကျွန်တော်ဗီဒီယိုလေးကိုတပိုချရဲဆိုတော့ subscribe လုပ်ပေးချင်အပ်လို့ရပါတယ် god bless take care